အားလုံးပဲမင်္ဂလာပါတရှိခွန်ကားမီတင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့ဒါရွန်နဲ့လက္ခဏာပေးတာဆရာဆရာရဲ့အောင်ပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဒီ November လ 18ရက်နေ့ကနေ23ရက်နေ့အတွင်းပေါ့နော်ဒီတပတ်တာကန်စတာအတွင်းမှာမှခွန်ရသားသမီးတွေရဲ့ပြောင်းလဲလာမဲ့ကန်စရာအသေးစိတ်လေးတွေအဲ့တော့လုပ်ငန်းစည်းဝါးတွေအငွေကြေးကန်တို့ပြီးတော့လူမှုရေးကန်ပြီးတော့အခြေရေးကန်ပြီးတော့ကျန်းမာရေးကန်အဲ့တော့အသေးစိတ်ကန်စရာလေးကိုဆရာကတားရုံနဲ့ဖတ်ကြားပြီးတော့ဟောပြောပြသမှာဖြစ်ပါတယ်အဲ့တော့နေနံတစ်ခုချင်းစီအလိုက်ပေါ့နော်ဆောင်းဝမ်းရှောင်းဝမ်းလေးတွေလည်းသိရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပြောင်းလဲလာမဲ့ကန်စရာလေးပေါ်မှာလည်းအိုင်အွန်စိုက်ပေးဖို့တည်းလည်းပြောချင်ပါတယ်ကန်စင်စင်ပြီးရင်စလိုက်ရအောင် ကဲဒါတော့ဒီတစ်ပတ်တာအတွက်ခုနှစ်သားသမီးတွေအစင်းလိုက်ပေါ့နော်ဘာရီပြောင်းလဲလာမလဲပေါ့ကဲလုပ်ငန်းကံစီးပွားကံအကုန်ကြည့်မယ်ပေါ့နော်တနင်္ဂနွေသားသမီးတွေရဲ့လုပ်ငန်းငွေကြေးလူမှုရေးအခြေရေးကျန်းမာရေးကဲအဲ့တော့တနင်္ဂနွေနေ့သားသမီးတွေပေါ့ โอเคဒီနေ့ကိုဒါသမီးတွေရလုပ်ငန်းကံကိုပထမဆုံးပြောပြမယ်ပေါ့နော်အဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ပြီးတော့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာအတိုက်ခိုက်တွေများနေပါမယ်အဲ့တော့အတိုက်ခိုက်များမယ်အထူးသဖြင့်တော့ကိုယ့်ရဲ့ပေါ့နော်စန့်ကျင်ဘက်ပေါ့နော်ဒီပေါ့ဟိုအမျိုးသားဆိုရင်အမျိုးသမီးတွေဖြစ်မယ်အမျိုးသမီးဆိုအမျိုးသားတွေဖြစ်မယ်ပေါ့နော်အဲ့တော့ ဲ့တော့ကိုနဲ့မတူညီတဲ့ဒီပေါ့နော်အမျိုးသားအမျိုးသမီးတွေအဲဒါမှမဟုတ်ရေအဲကိုနဲ့တဟဆတာမဖြစ်တဲ့လူတွေနဲ့အငင်းပွားရတာမျိုးလေးတွေခိုက်ရင်ဖြစ်ပွားတာမျိုးလေးတွေစကားများရတာမျိုးလေးတွေဖြစ်နေတတ်ပါတယ်တနင်္ဂနွေသားသမီးများအနေနဲ့ကတော့ဒီကာလအတွင်းမှာလုပ်ငန်းနဲ့ပတ်သက်ရင်တော့အတက်နိုင်ဆုံးတော့စကားမများရအောင်နေပါအဲစကားမပြောဘဲနဲ့ကိုလုံးသိတဲ့အရာကိုလုံးနေတဲ့အရာကိုပဲသိချာချာလေးနဲ့ နစ်တကျလောက်ကင်တက်ဖို့လိုအပ်လိမ့်မယ်လုပ်ငန်းကင်ကတော့စိုးတာမဟုတ်ဘူးဒါပေမဲ့လူမျိုးပိုင်းမှာအနောက်ချက်တွေကြုံရတတ်ပါတယ်အဲ့တော့လူမျိုးရဲ့နောက်ချက်ကလုပ်ငန်းပိုင်းကိုထိခိုက်လာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ကဲဒုတိယကင်ဆာတာအဲ့တော့ဒုတိယကင်ဆာတာအနေနဲ့ကကြတော့ငွေကြေးကင်အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ရင်တော့ဒီကဒီကာလကငွေဝင်လာမယ်အဲငွေကူမဝင်တာကကို့အတွက် တိတိမွားမွားလေးပေါ့နော်ပြောရင်တော့ဟိုမူးတွေပဲတွေမဟုတ်ဘူးဗျာအဲ့တော့ជីជីမားမားတွေဝင်လာမယ်ဥပမာအဲတသိန်းဖြည့်ဖြည့်ဆယ်သိန်းဖြည့်ဖြည့်အဲ့တော့ပမာဏတစ်ခုအနေနဲ့များများ လောက်လောက်ငါငါတကြော်တဲ့ဟိုပမာဏမျိုးလေးတွေဝင်လာဖို့လည်းရှိတယ်အဲ့တော့ငွေကြေးဝင်လာမယ်အဲ့တော့ဝင်လာမှာဖြစ်တဲ့အတွက်ကိုယ်အနေနဲ့ပေါ့နော်အဲလိုစင်းတဲ့လိုစင်းတဲ့အားလေးတွေဝယ်အဲလိုအပ်တဲ့ဟာလေးတွေမှာသုံးအဲ့လိုမျိုးလေးတွေလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အကျိုးရှိမယ်အကျိုးခံစားဖို့နေရလာမယ်အဖက်တင်မယ်ပေါ့နော်ကဲ နောက်တစ်ခုနောက်တစ်ခုကတော့ပြောရရင်လူမွေးပေါ့နော်လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးပိုင်းမှာတော့အငင်းပွားစရာတွေစကားများစရာတွေတယောက်နဲ့တယောက်ပေါ့နော်နမဲငါးစပြောတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့သူဘာဖြစ်တယ်ကိုဘာဖြစ်တယ်တွေအငင်းပွားပြီးတော့တယောက်နဲ့တယောက်ပေါ့နော်သူပြောလိုက်သူ့ကိုပြောလိုက်ကိုကိုသူပြောလိုက်ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အဲကိုက ပြောသင့်တယ်ပြောတတ်တဲ့အရာတခုပြဿနာကတော့ဖြစ်မှာလူမွေးပြဿနာရှိတဲ့အတွက်အဲပြဿနာဖြစ်လာတဲ့အရာတခုကိုကိုဘက်ကဂျက်နဲ့လက်နဲ့ပေါ့နော်ဒီချာလေးတက်တည်နဲ့တက်တည်တကရနဲ့ပြပြီးတော့ပြောမယ်ဆိုရင်တော့အဒီကိစ္စဒီလူမွေးကိစ္စလူမွေးပြဿနာအနောက်ရှက်လေးတွေကအအထုံးရှင်မှာမဟုတ်ဗျာအဲ့လိုမျိုးပဲနဲ့ပလေးမဲ့သူလေထဲမှာပဲပြောလိုက်ဟိုကပြောလိုက်ဒီကပြောလိုက်ဆိုရင်တော့အဒီတပတ်တာကြီးကတော်တော်လေးကိုစိတ်ရှုပ်စရာများပြီးတော့ခဏခဏပေါ့နော် တောက်တပံအပြန်လန်ဖြစ်နေမှာဗျာအဲ့တော့အပြန်လန်ဖြစ်နေတဲ့ကန်စရာလေးကိုတော့ကိုကိုတိုင်ကအဲတေချာလေးနဲ့ပေါ့နော်တက်သေးနဲ့ဖြစ်ဖြစ်အဲကိုရဲ့စိတ်ချယုံကြည်ရတဲ့လူတယောက်နဲ့ဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေနဲ့ပြောမယ်ဆိုရင်တော့မြင်းမြန်းဆန်းဆန်းလေးနဲ့အဲအဆုံးသတ်မယ်အစဉ်ပြေလဲပို့ပြီးတော့အော်စိတ်ညစ်စရာကြီးတိတ်နေဝါလိမ့်မယ်ပေါ့နော်မဟုတ်ရင်တော့အဖန်အဖန်တလဲလေးဖြစ်နေမှာပြောတော့တယောက်နဲ့တယောက်အပြန်ဆန်နေများမယ်သူကပြန်လဲကိုကပြန်လဲသူကပြန်လဲကိုကပြန်လဲအဲ့လိုဖြစ်နေလိမ့်မယ်နော်အဲ့တော့အဲ့ဒါလေးတွေကိုမဖြစ်အောင်တတိထားပေးပါ ကဲတနင်္ဂနွေသားသမီးတွေရဲ့အခြေအအဲ့တော့အခြေအနေနဲ့ပတ်သက်ရင်တော့ကိုယ့်ကိုစောင့်ကြည့်နေတဲ့လူမျိုးအဲရီစားဟောင်းဖြစ်ဖြစ်စစ်သူဟောင်းဖြစ်ဖြစ်အဲကိုယ့်ကိုသဘောကျနေတဲ့လူပဲဖြစ်ဖြစ်အော်ကိုယ့်ကိုအမြဲတမ်းပေါ့နော်နောက်က stock လုပ်နေရပါဘောနော်အဲ့တော့စောင့်ကြည့်နေတဲ့လူတွေကိုယ့်ရဲ့သတင်းတွေကိုလိုက်လွှင့်နေတာမျိုးလေးတွေသတင်းညားထောင်နေတဲ့လူမျိုးလေးတွေကိုပါလုံနေလဲအဲကိုပါဘာတွေလုံနေလဲဘယ်တွေသွားနေလဲအဲ့လိုမျိုးတွေကိုစောင့်ကြည့်နေမဲ့ခံရမဲ့ ကင်ဆာတာမျိုးလေးတွေကိုရောက်ရှိနေတတ်ပါတယ်အဲ့တော့အတက်နိုင်ဆုံးတော့ဒီကလာလေးကတော့အာရှေ့ကကင်ဆာတာလေးတွေလည်းတည်တဲ့အတိုင်းပါเนาะအဲ့တော့လောလောဆယ်မှာတော့တီတီငင်ငင်လေးနဲ့အဲကိုလုံးသိလုံးတိုက်တဲ့အရာအဲကိုရဲ့ဒီပေါ့နော်ကိုလုံးနေတဲ့လုပ်ငန်းဆောင်တာလေးကိုပဲတေးကြကြလေးနဲ့စနစ်တကျလုံးတက်ရင်တော့ပူကောင်းနိုင်မယ်ကျန်တဲ့အရာတွေကတော့ဟို short thin တောက်အချိန်တွေကိုသုံးတာမျိုးလေးတွေ short ပြီးပါအဲ့တော့ဒါလေးကတော့အခြေခံစာလေးဖြစ်ပါတယ်ကဲနောက်တစ်ခု ကျမ်းမာအေကန်အဲ့တော့ကျမ်းမာအေကန်နဲ့ပတ်သက်ပြောမယ်ဆိုတော့ကျမ်းမာအေပိုင်းဆိုင်ရာမှာလေနဲ့ပတ်သက်တာတွေပြီးတော့အဆိုင်နဲ့ပတ်သက်တာတွေမူးမောရင်တုံနာမျိုးတွေအဖြစ်များနေတတ်ပါတယ်အဲ့တော့ဒီကန်နာလေဒီဒီစိတ်ပိုင်းလေးတွေကိုကိုကဟို ကံကုံညံနဲ့ရှင်ပြီးတော့ကိုကပြုတ်လုပေးပေါ့ပို့ပြီးသတိထားပေးပို့ပြီးတော့ဂယုစိုက်ပေးမယ်ဆိုရင်တော့အဲဒီကျမ်းမာရေးချူချမ်းမှုတွေကရောပါသွားလိမ့်မယ်လွတ်မြောက်သွားလိမ့်မယ်အဲ့လိုမျိုးပဲနဲ့ကိုကဆရာတော့ပြောလိုက်တယ်လေနဲ့ပတ်သက်ပြီးသတိထားဆိုပြောပြီးတော့အဲဆရာပြောတဲ့ဟာကိုသိထားပြီးတော့ကိုကမကျင်သုံးမဲနဲ့မပြုတ်ပြင်ဘူးဆိုရင်လည်း ဖြစ်တဲ့အရာကကံဆိုတာကတော့ဖြစ်မှာပဲဖြစ်မဲ့ကံကဖြစ်ကိုဖြစ်တယ်အဲ့တော့ဖြစ်လာတဲ့အရာတစ်ခုကိုပြတ်သွားအောင်လုပ်လို့မရဘူးယောပါသွားလို့ညှို့လို့လို့ရတယ်ကျန်တဲ့အပိုင်းတွေကိုသတိထားပြီးတော့တော့ရှောင်လို့ပြီးလို့ရတယ်เนาะဒါလေးကတော့ကျန်းမာရေးကန်ဆာလေးဖြစ်ပါတယ်အဲ့တော့ကန်ဆာလေးပြောပြီးတဲ့နောက်မှာတော့တနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကန်ဆာအညာလေးတွေရောကောင်းတဲ့ကန်ဆာလေးတွေပိုကောင်းတဲ့ကောင်းမွန်အောင်ပြုလုပ်ပေးရမယ့်နေရာလေးနေနဲ့ကကြတော့ ဖျောင်းနိုင်ပါတော့ဖျောင်းနိုင်အစိမ်းရောင်ငါးတိုင်လေးလှူဒန်းပေးပါကိုယ့်ရဲ့အိမ်ဖျားမှာဒါမှမဟုတ်နီးစက်ရဖျားရဲ့မွေးနံတောင်မှာလှူဒန်းပေးခြင်းဖြင့်ကိုယ့်ရဲ့ကံစရာလေးတွေကံမြင့်ကံစင်ပြီးတော့ကံညံ့တွေပျောက်ကင်းသွားမှာဖြစ်ပါတယ်ကဲတင်းငွေတွေပြီးသွားပါပြီအဲ့တော့တင်းလာလဲရောက်ပါပြီကဲတင်းလာလဲရောက်ပြီလုပ်ငန်းငွေကြေးလူမှုရေးအခြေရေး ကျမ်းမာရေးကဲတဏ္ဍာသမီးတွေရဲ့ကန်စတာလေးကိုတစ်ချက်ကြည့်မယ်ပေါ့နော်တဏ္ဍာသမီးတွေရဲ့ကန်စတာကိုတစ်ချက်ကြည့်တဲ့မှာပထမဆုံးကန်စတာဖြစ်တဲ့လုပ်ငန်းပိုင်း ဲ့တော့လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့လုပ်ငန်းပိုင်းမှာအဲလူမျိုးကြားဘာသာကြားတွေနိုင်ငံခြားနဲ့တွားရောက် လုပ်ကန်ရမယ်လုပ်ငန်းလုပ်ကန်တဲ့လူတွေအနေနဲ့ဆိုတော့ဒီကန်စရာအတွင်းကတော့မိုးရွာတော့ရေခမ်းသလိုပဲဒီကန်စရာအတွင်းမှာကိုယ်လှုပ်တဲ့လောက်အရာတွေအကုန်လုံးကအရာထင်မယ်ပို့ပြီးတော့အထမ်းမြောက်မယ်အကောင့်ထဲပေါ်လာမယ်ပို့ပြီးတော့အဆက်ဆက်အရာအဆင်ပြေမယ်ဆိုတော့ကန်စရာအစိပ်ပိုင်းလေးကိုကိုကိုတိုင်းကရောက်ရှိနေတတ်တယ်တနင်္လာသားသမီးတွေလုပ်ငန်းကန်အလွန်ကောင်းနေတတ်ပါတယ်ကဲလုပ်ငန်းကန်ပြီးသွားတဲ့နောက်မှာတော့ငွေကြေးကန် တော့ငွေကြေးကဲနဲ့ပတ်သက်ရင်လည်းငွေကြေးပိုင်းဆိုင်ရာမှာဟိုစာချုပ်စာတမ်းတို့စီးရင်ကြားပိုင်းဆိုင်ရာတွေမှာစကားများရတာမျိုးလေးတွေပြဿနာဖြစ်တာမျိုးလေးတွေအငင်းပွားရတာမျိုးလေးတွေတော့ဖြစ်ပေါ်တတ်တယ်အဲ့တော့အတက်နိုင်ဆုံးကိုဘက်ကနေအမားကျွနေမဖြစ်လာအောင်ညချင်းတကာပဲစစ်တာမျိုးဖြစ်ဖြစ်အဲကိုယ့်ရဲ့အမားတွေကိုစနစ်တကျပြုတ်လောက်တာမျိုးဖြစ်ဖြစ်အဲ့လိုလုပ်မယ်ဆိုတော့ပို့ပြီးတော့မှန်မှန်ကန်ကန်နဲ့ပဲအစီအပြီးွားလိုက်မယ်အဲမဟုတ်ရင်ကိုယ့်ရဲ့ပေါ်ဆမှုကြောင့်ဖြစ်ဖြစ်အဲတပားစုရဲ့အနောက်ဆက်ပြီးတာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးကြောင့်စိတ်ညစ်ရတာမျိုးစိတ်ရောကဖြစ်ရတာမျိုးတွေ ဖြစ်ပေါ်နေတတ်ပါတယ်ဒါလေးကတော့ငွေကြေးကံပေါ့နော်ကဲတတိယမြောက်တတိယကကြတော့လူမွေးပိုင်းအဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့ ြီးဟွာကြီးကဲကောင်းနေပါတော့အဲကိုတဲ့အသက်ရွယ်ရကောဝါရကောကြီးကဲတဲ့လူမျိုးအဲအသက်ကြီးတဲ့လူမျိုးတွေရဲ့အဆက်အသွယ်ကောင်းလို့ပြီးတော့အကြံဉာဏ်ကောင်းလို့အဲ့ဒါတွေရရှိပြီးတော့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအသုံးချတာမျိုးဖြစ်ဖြစ်လုပ်ငန်းပိုင်းဆိုင်ရာမှာပြုပြင်တာမျိုးဖြစ်ဖြစ်အဲ့လိုပြုမဲ့ဆိုရင်တော့ကိုယ့်ရဲ့အာအဖက်ဖက်ကကဲဇာတာတွေကပို့ပြီးတော့ကောင်းမွန်လာတာမျိုးတိုးတက်လာတာမျိုးလေးတွေခြုံရဖို့ရှိပါတယ်ကဲ အခြေရေးရောက်ပါပြီဗျအဲ့တော့အခြေရေးနဲ့ပတ်သက်ရင်တော့ဒီနေ့သားသမီးများအနေနဲ့ကတော့အခြေရေးမှာတော့ကို့အနေနဲ့ပေါ့နော်ကိုလိုချင်တဲ့ကိုမျော်မှန်းထားတဲ့အခြေရေးမျိုးလေးတွေကမထင်မှတ်ပဲပေါ်လာတာမျိုးမထင်မှတ်ပဲကို့စီရောက်လာတာမျိုး တုံလားဖို့ရှိပါတယ်အဲ့တော့အခြေအနေပတ်သက်ရင်တော့အဲကိုနဲ့တူတဲ့လူမျိုးအဲကိုရဲ့ idea တိုက်လို့လူမျိုးကိုရည်ရထားတဲ့ဒီစိတ်ကူးတွေကပုံပေါ်ထားတဲ့လူမျိုးလေးတွေနဲ့အလားတူပေါ့နော်အလားတူမဟုတ်ရင်တော့အနည်းဆက်ဆုံးဖြစ်မဲ့ပုံစံမျိုးလေးတွေအာအနည်းဆက်ဆုံးဖြစ်မဲ့ဆက်ဆံရေးမျိုးလေးတွေကိုရရှိလာမဲ့ကန်စတာမျိုးပို့ပြီးတော့တုံလားဖို့ရှိပါတယ်အဲ့တော့ကန်စတာ ကောင်းမှုလေးတွေလည်းရရှိလာဖို့ရှိပါတယ်အခြေအနေပတ်သက်ရင်လည်းပျော်ရွှင်စရာကောင်းလာပါမယ်နော်အဲ့တော့ ဟိုညံ့နေတဲ့လူတွေရှိရဲဆိုတော့ဒီကင်ဆာအတွင်းမှာတော့တော်တော်လေးကိုတော့ကင်ဆာအကောင်းကျင်းတွေကောင်းမွန်မှုတွေရရှိပြီးတော့ပျော်ရွှင်စရာလေးတွေကြုံရတတ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့ကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်သားသမီးများအနေနဲ့ကတော့ကျမ်းမာရေးပိုင်းဆိုင်ရာမှာအဲ့တော့အစာမစီးမတာမျိုးလေးတွေပြီးတော့သွေးနဲ့ပတ်သက်တာမျိုးလေးတွေသွေးလက်ကျစ်ပြစ်တာမျိုးတို့ဓာတ်မတက်လို့ရားနာတာမျိုးလေးတွေကြုံရတတ်ပါတယ်။အဲ့တော့ဒါလေးတွေကတော့ကိုကိုတိုင်ကသတိထားပေးမယ်။ ခရီးဆိုင်ပေးမယ်ဆိုရင်တော့စူးစူးဝါကင်ဆာမျိုးတော့မရှိကြပါဘူးเนาะကဲကင်ဆာလေးတွေပြောပြီးတဲ့နောက်မှာတော့ဒနသာသမီများရဲ့တပတ်တာကင်ဆာအညံလေးတွေလည်းပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးပိုကောင်းလာဖို့အတွက်ဆိုတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာပေါ့နော်ကိုယ့်ရဲ့အိမ်ဖျားလေးမှာအုံလို့ဆံပြုတ်လေးတစ်ပွဲလှူဒန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့အညံတွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးတွေကိုရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်ကဲဒနနာတွေပြီးသွားတဲ့နောက်မှာတော့အင်္ဂါသာသမီတွေရဲ့တပတ်တာကင်ဆာလေးကိုရောက်ရှိလို့လာပါပြီနော် Okay အင်္ဂါသားသမီးတွေရဲ့တပတ်တာကန်စတာလေးလုပ်ငန်းငွေကြေးလူမှုရေးအခြေရေးကျန်းမာရေး Okay အင်္ဂါသားသမီးတွေရဲ့လုပ်ငန်းအဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့ ဖင်္ဂါသားသမီးတွေကယခုတပတ်တာ ကာလာအတွင်းမှာတော့အဲကိုယ့်ရဲ့ပေါ့နော်ရွေးချယ်စရာတွေများနေမယ်အဲ့တော့ရွေးချယ်စရာတွေများနေမှာဖြစ်တဲ့ကိုကိုတိုင်ကလည်းဒရီဟာတွေများမယ်ဟိုဟာလောကကောင်းတို့တို့ဒီဟာလောကကောင်းတို့တို့ဘယ်ဟာကိုကိုကိုတိုင်ကအဓိကလောက်ကန်ရမလဲဘယ်ဟာကိုအဓိကလှုပ်ချင်လဲအဲဘယ်လိုမျိုးတွေကိုကိုကလှုပ်ဖို့အတွက်ရည်ရထားတဲ့ဆိုတဲ့ကန်စရာလေးကိုကိုကိုတိုင်ကရွေးချယ်နေရတတ်တယ်အဆုံးပြတ်နေရတတ်တယ်အဲ့တော့ ဒီကလာအတွင်းမှာတော့စိတ်ကိုတည်ငြိမ်အောင် ထားပြီးတော့ကိုနဲ့ရေချေအံဝင်ဝင်ကြဖြစ်မဲ့အရာတခုကိုရွေးချယ်တတ်ဖို့တော့လိုအပ်လိမ့်မယ်အဲ့တော့ရွေးချယ်စရာတွေကတော့ပေါ်လာလိမ့်မယ်အဲ့ရွေးချယ်စရာတွေတဲကမှာကိုနဲ့ရေချေအတီအတီတန့်ပေါ့နော်ပို့ပြီးအဆင်ပြေမဲ့လူမျိုးအဆင်ပြေမဲ့လုပ်ငန်းမျိုးအဆင်ပြေမဲ့စီးပွားရေးမျိုးကိုရွေးချယ်တတ်ဖို့တော့လိုအပ်ပါလိမ့်မယ်ဒါကတော့လုပ်ငန်းကံလေးဖြစ်ပါတယ်ကဲလုပ်ငန်းကံပြီးတော့နောက်မှာတော့ငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့လောလောဆယ်မှာတော့ပြောရရင်တော့ อืมပြောရအောင်စိတ်ကိုဥသာပေးပြီးတော့ဗောနော်ဖြစ်စင်တဲ့စိတ်တွေဥသာပေးပြီးတော့ငွေကုန်ကြေးကြလေးတွေများနေတာမျိုးအပြီးတော့မလိုအပ်ဘဲနဲ့ငွေတွေတုံးနေတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့စိတ်ကန်စားချက်နဲ့ပတ်သက်ပြီးစိတ်ကန်စားချက်ကိုနောက်ကိုလိုက်ပြီးတော့အဲငွေကြီးတုံးဆွဲမှုတွေတွေကတော်တော်လေးကိုပုံမှန်ထက်များနေတာမျိုးတို့အဲ့တော့အစင်မပြေမှုလေးတွေများနေတတ်တာမျိုးအဲစိတ်ပင်ပန်းလေးတွေများပြီးတော့ကွာအဲ့လိုကိုလှုပ်ချင်တဲ့ဟာတွေကိုလိုက်လှုပ်ပြီးတော့ငွေကုန်သေးကြများတယ်ငွေအထွက်များနေတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒါလေးကတော့ငွေကြီးကန်လေးဖြစ်ပါတယ်အဲ့တော့ ငွေကြေးကန်လေးပြီးသွားတဲ့နောက်မှာတော့ကိုယ့်ရဲ့လူမွေးကန်အဲ့တော့လူမွေးပိုင်းနဲ့ပတ်သက်ရင်တော့လူမွေးပိုင်းမှာတော့ဟိုကိုယ့်ရဲ့မိသားစုဝင်တို့ဆွေမျိုးသားချင်းတို့အဲသူတို့တွေနဲ့ပတ်သက်ပြီးသတင်းကောင်းတွေကြားရတာမျိုးတွေဒီကြုံရဖို့ရှိတယ်။ကိုယ့်ရဲ့မိသားစုဝင်တွေကပေါ့နော်မင်္ဂလာသတင်းတွေကြားရတာမျိုးတို့အဲကိုယ့်ရဲ့ငယ်ရွယ်သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုမမျောလစ်ထားပဲနဲ့ကောင်းမွန်တဲ့အပြောင်းလဲမျိုးလေးတွေရရှိပြီးတော့ပျော်ရွှင်နေရတာမျိုးလေးတွေအဲလူမွေးပိုင်းမှာတော့သတင်းကောင်းတွေကြားမဲ့ကာလတစ်ခုလို့တော့ပြောလို့ရတယ်ဒါလေးကတော့လူမွေးပိုင်းလေးဖြစ်ပါတယ် ကဲလူမွေရေးပိုင်းပြီးသွားရင်တော့အခြေရေးပိုင်းအဲ့တော့အခြေပိုင်းမှာလည်းလက်တလုံးမှာတော့အခြေကဟို50 50ရာခိုင်နှုန်းနဲ့မှရှိတယ်အဲ့တော့မျှခြေမှာရှိတယ်ပေါ့နော်အကောင်းလေးတွေလည်းရှိသလိုအညာလေးတွေလည်းများတယ်အဲ့တော့အညာလေးတွေကောင်းလေးတွေကမျှခြေမှာရှိနေတယ်တဲ့အဲ့တော့တခါလီမှာစိတ်ဆိုးစရာရှိကြလေးရှိသလိုတခါလီမှာတော့အခုအတွက်ပေါ့နော်နည်းနည်းလေးစိတ်ပင်ပန်းမှုလေးတွေရောပါးစေတဲ့အရာမျိုးလေးတွေစိတ်ပင်လက်ပြောက်ဖြစ်စေမဲ့အရာမျိုးလေးတွေလည်းတုံ့တွေးနေရတတ်ပါတယ်အဲ့တော့ လော်လော်ဆယ်မှာတော့ချစ်သူကြီးသားတို့ဒါမှမဟုတ်ကိုယ့်ရဲ့ချစ်သူခင်သူတွေစီကလက်ဆောင်ပစ္စည်းရတာမျိုးပဲဖြစ်ဖြစ်အဲကိုလိုချင်နေတဲ့အရာမျိုးလေးတွေကိုအဲကိုယ့်ရဲ့ဒီ surprise ရတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေကြုံလာရဖို့ရှိတယ်ပြီးတော့ခီးကိစ္စတွေလည်းတွားရဖို့ရှိတယ်အဲ့တော့ခီးကန်လေးတွေလည်းအနှဲငယ်ကောင်းမွန်နေတဲ့ဘိုင်းကိုဥတီလာပြီးအဲ့တော့ခီးတွေလည်းမကြခဏတွားရမယ်မကြခဏထွက်ရဖို့လည်းရှိတယ်လို့တွေ့ရတယ်ပေါ့နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးများအနေနဲ့ကကြတော့ကျမ်းမာရေးမှာတော့အစာမကြေတာမျိုးလေးတွေခါကြိုက်ခါနာတာမျိုးလေးတွေခြေထောက်ထိခိုက်တာမျိုးလေးတွေနော်အဲပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့တခြားသောအပိုင်းတွေနဲ့ဆိုင်ပို့ပြီးတော့ပေါ့နော်သတိထားတဲ့ကာလတစ်ခုဖြစ်တယ်ပို့ပြီးတော့ဂရုစိုက်တဲ့ကာလတစ်ခုဖြစ်တယ်ပို့ပြီးတော့ပေါ့နော်စေယုံစေကံမကြခဏသွားနေရတဲ့ထိုးအစိပ်ပိုင်းတွေထိုးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါတွေကတော့ကျမ်းမာရေးကန်စလာလေးဖြစ်ပါတယ်အဲ့တော့ ကန်စရာလေးတွေပြီးသွားတဲ့နောက်မှာတော့ကန်ညာလေးတွေပျောက်ကင်းတက်တာပြီးတော့ကောင်းမွန်တဲ့ကန်စရာလေးရရှိဖို့အတွက်ဆိုတော့အင်္ဂါသားသမီးများအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားနီးစက်ရဖျားမှာပေါက်ပေါက်ဆုံးလေးလူတန်းပြီးတော့စတောင်းပေးပါကိုယ့်ရဲ့အညံ့တွေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကန်စရာလေးရရှိလာပါလိမ့်မယ်နော်။ကဲအင်္ဂါတွေပြီးသွားတဲ့နောက်မှာတော့ဗုဒ္ဓဘူးတွေအလဲကြပါပြီနော်။ကဲဗုဒ္ဓဘူးသားသမီးတွေအလဲကြပါပြီ။လုပ်ငန်းငွေကြေးလူမှုရေး အခြေရေကဲကျမ်းမာရေကဲဗုဒ္ဓဘူးသားသမီးတွေရဲ့လုပ်ငန်းကံတွေကိုဖြတ်ကြည့်မယ် တော့ဗုဒ္ဓဘုရားသမီးတွေလုပ်ငန်းကံအဲ့တော့လုပ်ငန်းနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဘုရားသမီးများအနေနဲ့ကကြတော့လုပ်ငန်းကလက်ရှိလုပ်ငန်းအပြင်တခြားသော လုပ်ငန်းတွေကိုအကောင့်ထည့်ဖို့ဖို့အတွက်ပို့ပြီးတော့သိတတာအောင်မြင်မှုလေးတွေရလာမယ်အထူးသဖြင့်တော့အမျိုးသမီးတွေရဲ့လောက်ကံရလုပ်ငန်းမျိုးအမျိုးသမီးများနဲ့လောက်ကံရလုပ်ငန်းမျိုးအမျိုးသမီးတွေနဲ့ပေါ့နော်အသုံးပြုတဲ့အရာမျိုးလေးတွေဥပမာအလကုန်ပစ္စည်းမျိုးလေးတွေအဝတ်အထည်မျိုးလေးတွေကပို့ပြီးတော့အဆက်ဆက်ရအဆင်ပြေလာမယ်ပို့ပြီးတော့လည်းဝင်ငွေတွေကောင်းလာတာမျိုးတွေကြောင့်အဖို့ရှိတယ်ဒါကတော့လုပ်ငန်းကံလေးဖြစ်ပါ ါတယ်အဲ့တော့လုပ်ငန်းကံပြီးသွားတဲ့နောက်မှာတော့ငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့ငွေကြေးပိုင်းဆိုင်ရာမှာတော့စက်တူလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့ရတာမျိုးလေးတွေလည်းကြုံလာရဖို့ရှိတယ်။ဝင်ငွေတွေလည်းပို့ပြီးတော့ကောင်းလာမယ်။ပို့ပြီးတော့လည်းအစားအစာရတိုးတက်အောင်မြင်မယ်။ငွေကြေးကံစရာမျိုးလေးတွေကိုဘုံတခုသားသမီးတွေကရောက်ရှိနေတတ်ပါတယ်။အထူးသဖြင့်တော့ဟိုဒီအဓိကစက်တူလုပ်ငန်းမျိုး၊ရှယ်ယာလုပ်ငန်းမျိုးတွေကပို့ပြီးအကျိုးပေးတာကိုတွေ့ရတယ်ပေါ့နော်။ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးပိုင်းအဲ့တော့ဗုဒ္ဓဘုရားသမီးတွေရဲ့လူမွေးပိုင်းအဲ့တော့လူမွေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဘုရားသမီးတွေကလက်ရှိမှာတော့အဲ့တော့သူများပြဿနာကိုပြဿနာဖြစ်တဲ့လူယုံဒုက္ခပေးတတ်ပါတယ်ကိုယ့်ရဲ့ရင်းနှီးရတဲ့လူကိုယ်စိတ်ကြရတဲ့လူကိုယ်ယုံကြည်ရတဲ့လူတွေကအဲအပြည့်အဝမြုံကြည်ရတာမျိုးဖြစ်ဖြစ်ကိုယ့်ရဲ့အားနည်းချက်တွေကိုပြန်လဲဖော်တာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနည်းချက်တွေကိုခုရုံးလုပ်ပြီးတော့အတုံးချခံရတာမျိုးပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ကလက်တလုံးမှာတော့ လူမွေးကန်လေးကတော့တော်တော်လေးကိုအနှဲငယ်ညံ့နေပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုကကြတော့ဘော်ဘူးသားသမီးတွေရဲ့အခြေပိုင်းအဲ့တော့အခြေပိုင်းနဲ့ပတ်သက်ရင်တော့အခြေပိုင်းမှာတော့ကိုယ့်ထက်ကြီးခဲ့တဲ့လူတွေအဲကိုယ့်ရဲ့ချစ်သူအဲကိုယ့်ရဲ့ချစ်သူကအဲငယ်ရွယ်တဲ့လူမဟုတ်ဘဲနဲ့အသက်ကြီးတဲ့လူဆိုရင်တော့ကိုယ့်ကိုလမ်းကောင်းလမ်းမှန်နေအဲပြီးတော့ဘလို့လှုပ်တဲ့နေ ဖြစ်ပျက်နေတဲ့အရာတွေအတွက်အဲဂျုံတွေ့နေရတဲ့အခက်အခဲတွေအတွက်ပေါ့နော်ဖြည့်ရှင်းပေးမဲ့ဟိုဖြည့်ရှင်းချက်မျိုးလေးတွေကောင်းမွန်တဲ့ရွေးချယ်မှုမျိုးလေးတွေကိုပြောပေးနေတာမျိုးပဲဖြစ်ဖြစ်အကြံပေးနေတာမျိုးဖြစ်ဖြစ်အကြံတွေရရှိနေတာမျိုးဖြစ်ဖြစ်ဂျုံတွေရတတ်ပါတယ်ဒါလေးကတော့ကောင်းမွန်တဲ့ကန်ဆာလေးမှာရှိကြပေါ့နော်ကိုယ့်ရဲ့ကြီးခဲသူတွေကိုယ့်ရဲ့လက်တွဲဘော်တွေသူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်နောက်ဘယ်လိုလုပ်ရမလဲဒါလေးကိုလက်ရှိဂျုံတွေရတဲ့ကိစ္စကိုလည်းဘယ်လိုမျိုးဖြည့်ရှင်းမလဲတိုင်ပင်ဆွေးနွေးနေရတဲ့ကာလာမျိုးလေးတွေကိုရောက်ရှိနေတတ်ပါတယ်ဒါလေးကတော့အခြေအနေလေးဖြစ်ပါတယ် ကဲနောက်တစ်ခုကဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ကျမ်းမာရေးပိုင်း အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဗော်ဒဘူးသားသမီးများအနေနဲ့ကတော့သတိထားပေးရမှာတော့ရေလန်းကင်းတဲ့ပြဿနာတွေအဲ့တော့ရေချိုးကြတာရေချိုးမတာအကြောင်းဈေးုံဈေးကံမကြကနာသွားပြရတာမျိုးလေးတွေဈေးကူတမှုခံရတာမျိုးလေးတွေကြောင့်အတက်ပါတယ်အေးမိတာမျိုးလေးအေးခံတာမျိုးလေးလေးပန်းကားခံတာမျိုးအဲကွန်းခံတာမျိုးလေးတွေကြောင့်လက်တလုံးမှာဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်ပေါ့နော်ဈေးုံဈေးကံသွားတာမျိုးငွေကုန်ကြီးကြများနေတာမျိုးစီးတိုးစီးတောက်ပြုလို့ရတာမျိုးကြောင့်အတက်ပါတယ်ဒါလေးကတော့ကျမ်းမာရေးကံလေးဖြစ်ပါတယ် ကဲကျမ်းမာရေးကံလေးတွေပြီးသွားတဲ့နောက်မှာတော့တပတ်တာကံစရာလေးတွေအញ្ញံလေးတွေပြောက်ကင်းသွားဖို့အတွက်ဆိုတော့ဗုဒ္ဓဘုရားသမီးများအနေနဲ့မိမိအိမ်ဖျားမှာဖြစ်ဖြစ်နှိစက်ရဖျားမှာဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အញ្ញံတွေပြောက်ကင်းသွားဖို့အတွက်ဆိုရင်တော့အဲကိုယ့်အနေနဲ့ပေါ့နော်ချောကလက်ချောကလက်ရေခဲမုန်လေးချောကလက်ရေခဲမုန်လေးတစ်ခွက်လူတန်းပြီးတော့ကိုယ့်ရဲ့အញ្ញံတွေပြေပြောက်သွားအောင်အញ្ញံတွေကျေသွားအောင်ဆူတောင်းပေးပါအဲဆိုတော့ကံစရာကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်ကဲဗုဒ္ဓဘုရားပြီးသွားတဲ့နောက်မှာတော့ဂျာသာပရိသတ်သမီးတွေဖြစ်ပါတယ် ကဲကြာသာရေးသားသမီးတွေရဲ့တပတ်တာကန်ဆာလေးကိုကြည့်မယ်ပေါ့နော်လုပ်ငန်းငွေကြေးကဲလူမှုရေးအခြေရေးကဲချမ်းမာရေးကဲဘရူးသားသမီးတွေပြီးသွားနောက်မှာတော့ကြာသာရေးသားသမီးတွေအလဲကြပြီပေါ့နော်ကဲကြာသာရေးသားသမီးတွေရဲ့တပတ်တာကန်ဆာလေးတွေဖြစ်ပါတယ်အဲ့တော့တပတ်တာကန်ဆာမှာပထမဆုံးကန်ဆာဖြစ်တဲ့လုပ်ငန်းကံ အဲ့တော့လုပ်ငန်းကံနဲ့ပတ်သက်ရင်တော့လုပ်ငန်းမိုင်းဆိုင်ရာမှာတော့အသည့်သာပြောင်းလဲမှုမျိုးတော့မရှိဘူးဒါပေမဲ့ကိုယ်အနေနဲ့ပေါ့နော်ရည်ရွယ်ချက်လေးတွေကိုချိုးတင်ပြင်ဆင်မှုလေးတွေကိုတကယ်လောက်ကင်မဲ့အရာအတွက်ပေါ့နော်ဝမ်းစာလေးတွေဖြည့်ထားတာမျိုးပဲဖြစ်ဖြစ် အဲလိုအပ်ချက်လေးတွေကိုကိုကိုတိုင်ကသင်ကြားနေတာဖြစ်ဖြစ်ကိုယ့်ရဲ့ဘာသာဘာသာစကားဖြစ်ဖြစ်အဲကိုယ့်ရဲ့အတက်ပညာပိုင်းဖြစ်ဖြစ်ပေါ့နော်ကိုလိုနေတဲ့အာလိဟာနေတဲ့အရာမျိုးလေးတွေအားနည်းချက်လေးတွေကိုကိုကအားသာချက်ဖြစ်အောင် ပြန်ပြီးတော့ဖြည့်တင်းပေးနေရတာမျိုးဖြစ်ဖြစ်လက်တော်လုံးမှာလုပ်လို့ရတယ်ဒါပေမဲ့အပြောင်းလဲအနေနဲ့ဆိုတော့ကြီးကြီးမားမားမျိုးမတွေ့သေးဘူးနော်ကိုယ့်ရဲ့လုပ်ငန်းကံပြီးသွားတဲ့နောက်မှာတော့ငွေကြီးကံ အဲ့တော့ငွေကြေးကန်ကတော့ငွေကြေးကန်ကအသင့်တင်ကောင်းမွန်နေတယ်ဗျာရားစရာရှိတာတွေလည်းပြန်ရလာတာမျိုးမြုံနေတဲ့ငွေကြေးတွေပြန်လဲပေါ်လာတာမျိုးလေးတွေတော့လက်တလုံးမှာကြုံတွေ့နေရတတ်ပါတယ်အဲ့တော့ကန်စရာလေးတွေကတော့အဲ့ဘိုင်းလေးတွေမှာတော့အဲပြန်လဲကောင်းမွန်မှုလေးတွေတော့ရရှိနေတတ်ပါတယ်ကဲလူမွေးပိုင်းအဲ့တော့လူမွေးပိုင်းမှာတော့ကိုကိုတိုင်ကလေတခြားသောအရာတွေကြောင့်မဟုတ်ပဲနဲ့ကိုယ့်ရဲ့ပေါ့နော်စိတ်ခံစားချက်တွေကြောင့်အရန်ပေါ့နော်အရန်ကို toxic ဖြစ်နေတာမျိုးအဲစိတ်ပင်ပန်းနေတာမျိုးအဲ့တော့ ချိုတင်ပြီးတော့ပူပန်မှုလေးတွေကြောင့်လက်တလုံးမှာမပြောရွှင်ပဲနဲ့စိတ်ပင်ပန်းနေရတာမျိုးစိတ်ပူလောင်နေရတာမျိုးလေးတွေ ကြုံနေရတတ်ပါတယ်လောလောဆယ်အနေနဲ့ကကြတော့ကိုယ့်အတွက်ကလေဟိုအစင်မပြေမှုလေးတွေကနည်းနည်းလောက်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုကိုကပူလောင်မှုတွေပူဆွေးမှုတွေများပြီးတော့စိုးရင်ပူပန်မှုတွေကြောင့်အော်နည်းနည်းကိုယ်စိတ်နဲ့ကိုမပျော်ပဲဖြစ်နေတတ်တာမျိုးလေးတွေကြုံနေရတတ်ပါတယ်အဲ့တော့စိတ်တော့ကလေးတွေကတော့ရှိတယ်ဒါပေမဲ့အရင်ကြီးပေါ့နော်အဲ့လိုဟိုအရင်ကြီးချိုတင်ပြီးတော့ပူလာမျိုးလေးတွေအဲ့လိုအလွန်အမင်းပူတွေးပူရဲပူဆွေးနေတာမျိုးလေးတွေမလောက်ပါနဲ့အဲ့တော့ချိုတင်ပြီးတော့ကိုကတော့ စဉ်းစားစင်တာစဉ်းစားဗျာအရင်အလွန်ခဲ့ရဗျာမှမကောင်းဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးတကူကိုသတိထားပေးပါဒါလေးကတော့လူမွေးပိုင်းလေးဖြစ်ပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အချီအချီနဲ့ပတ်သက်ရင်တော့အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်နေဆိုတော့ကန်ဆာတာမျိုးအချီနေမျိုးလေးတကူရောက်ရှိနေလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အတွေးတွေအကြောင်းပေါ့နော်တယောက်နဲ့တယောက်နားလည်မှုတွေလွဲရလောက်တဲ့အထိဖြစ်တတ်တယ်အဲ့တော့နားလည်မှုတွေလွဲတယ်ဆိုတာကအဲကိုက ကိုယ့်ရဲ့မယုံသင်္ကာဖြစ်တာမျိုးတွေစိုးရိမ်ပူပန်တာမျိုးတွေတန်တရားတွေကြောင့်အဲ့တော့တစ်ဖက်မှာပြန်ပြီးတော့ပူလောင်မှုလေးတွေအဲတစ်ဖက်လူကဟိုအရန်ကြီးပေါ့နော်ကိုယ့်အတွက်ကိုယ့်ကြောင့်စိတ်ပင်ပန်းနေရတာမျိုးစိတ်ရှုပ်သွားရတာမျိုးစိတ်ပင်ပန်းလောက်တဲ့အခြေအနေမျိုးလေးတွေဖြစ်သွားတာမျိုးတွေကြောင့်အပြည့်ပြည့်နဲ့နှာခေါင်းသွေးထွက်သားလာရအောင်အဲဆက်ဆံရေးတွေပြတ်သွားတာမျိုးလေးတွေအဲ့တော့လမ်းခွဲသွားရတာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်အဲ့တော့အခြေအနေပတ်တိုင်းတော့လောလောဆယ်ကတော့အတွေးတွေများတာရှော်ပေးပါအဲ့တော့ နှစ်ယောက်ကနားလည်မှုတစ်ခုယူပြီးအဲ့တော့ယုံကြည်မှုတစ်ခုတိစောက်ပြီးအဲ့ဒါမှပဲအစီအပြေလေးမှာမဟုတ်ရင်တော့လက်ရှိကလက်မဲ့ဖြစ်သွားပြီးတော့လမ်းခွဲရတာမျိုးတွေဖြစ်သွားတတ်ပါတယ်နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမ်းမာရေးအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကြာသာဘရိသားသမီးများအနေနဲ့ကတော့ကျမ်းမာရေးကန်ဆာတာတွေကတော့မီးပူလောင်တာမျိုးလေးတွေအပူရှက်တာမျိုးလေးတွေကြောင့် နည်းနည်းလေးကြီးမားသွားတဲ့အရာမျိုးလေးဖြစ်သွားတတ်တယ်အဲ့တော့ဈေးုံဈေးကန်းတက်ရတဲ့အထိဖြစ်သွားတတ်တာတယ်အဲ့တော့မီးနဲ့ပတ်သက်ရင်သတိထားပေးပါမီးဆိုတာကကိုကဟိုဘာလဲဟိုလက်စစ်မီးလည်းပါတယ်အဲရိုးရိုးအပူမီးလည်းပါတယ်နော်အဲ့တော့လက်စစ်မီးကိုလည်းဂယုမဆိုင်တော့မရဘူးခွေးဆက်လို့ရတယ်အဲ့တော့အဲ့ဒါလေးလေးလည်းသတိထားပေးပါနောက်တစ်ခုကကျတော့အပူချက်တာတို့အပူလောင်တာမျိုးလေးလည်းဖြစ်ပေါ်တတ်ပါတယ်အဲ့တော့ဒါလေးတွေကတော့သတိထားပေးရမယ့်အပိုင်းကဏ္ဍထဲမှာရှိနေတတ်ပါတယ်နော်ကဲ ကင်ဆာလေးတော့ပြောပြီးသွားပြီ။ဂျာတာရိသသမီးများနေနဲ့တပတ်တာကင်ဆာအညာလေးတွေပျောက်ကင်းသွားဖို့တက်ဆိုတော့နီးစရာဖျားကိုယ့်ရဲ့အိမ်ဖျားလေးမှာကို့အတွက်ပေါ့နော်ကို့အနေနဲ့အဲဘာလေးလုပ်ပေးရမလဲဆိုတော့နင်းစီပန်းလေးအဖြူရောင်လေးငါးဝင်းလူတန်းပေးပါလူတန်းပေးအခါကျရင်လည်းကိုယ်တိုင်ကိုကြပေါ့နော်ကိုယ့်ရဲ့အညာလေးတွေပျောက်ကင်းပါစေကိုယ့်ရဲ့ကောင်းမွန်တဲ့ကင်ဆာလေးရရှိလာပါစေဆိုပြီးဆုတောင်းပေးပါအဲ့ဒါဆိုတော့အညာနေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးရရှိလာမှာဖြစ်ပါတယ်။ကဲဒါတော့တောက်ကြသားသမီးတွေရဲ့တပတ်တာကင်ဆာလေးကိုကြည့်မယ်ပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေကတော့ဒီတပတ်ကင်ဆာအတွင်းမှာ ဘယ်လိုမျိုးခန်းကန်တာတွေဘယ်လိုမျိုးပိုင်းတွေမှာတိတာကောင်းမွန်လာမလဲပို့ပြီးတော့အញ្ញံတွေကိုရောပါသွားမလားအခက်အခဲတွေကြုံနေရအောင်မလားကြည့်ရအောင်ပေါ့နော်ကဲတောက်ကြရရဲ့ပထမဆုံးကန်အဲ့တော့ပထမဆုံးကန်ကတော့အလုံးကံပါနော်အလုံးနဲ့ပတ်သက်ရင်တော့လုပ်ငန်းပိုင်းဆိုင်ရာမှာစိတ်ရှုပ်ထွေးမှုတွေအဲ့တော့စိတ်သောကလေးတွေအနှဲငယ်ကြုံနေရတယ်အနှဲငယ်စိတ်ပင်ပန်းနေရမယ်လုပ်ငန်းကွင်တွေကိုရောက်ရှိနေတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ပူပန်စရာလေးတွေ ကြုံနေရတဲ့တယ်เนาะအဲ့တော့ဟိုအရင်ကိုအတွက်ပေါ့เนาะစိုးစိုးဝါးမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲစိတ်ကအပြည့်အဝပျော်ရွှင်မှုလေးတွေတော့နဲပါနေတတ်တာမျိုးစိတ်ပူပန်နေတာမျိုးလေးတွေကြုံနေရတတ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့အခါကျတော့ငွေကြီးကံ အဲ့တော့ငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ငွေကြေးကံကတော့အဲကိုချစ်တဲ့လူတွေအဲကိုရဲ့ရင်းနှီးသူတွေကိုရဲ့မိသားစုဝင်တွေကြောင့်ငွေကုန်ကြေးကြလေတွေများပြီးတော့ကိုရဲ့မသုံးချင်မဲ့သုံးနေရတာမျိုးသုံးချင်ရတဲ့သုံးနေရတာမျိုးလေးတွေအဲ့လိုငွေထွက်စရာလေးတွေငွေသုံးစရာလေးတွေတော်တော်လေးကိုများနေတာပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့လက်တလောကတော့အထွက်တွေများမယ်အကုန်ကြတွေများမယ်အာငွေယူပေါက်တွေများနေမှာပေါ့နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးပိုင်းအဲ့တော့လူမွေးပိုင်းအနေနဲ့ကတော့လောလောဆယ်မှာအဆက်အသွယ်ကောင်းလေးတွေရလာတာမျိုးတွေကိုယ့်ရဲ့လုပ်ငန်းကိုင်းတဲ့ဆိုင်ရာမှာကိုယ့်ရဲ့လုံရည်ကိုင်းရင်သဘောကျပြီးတော့ပေါ့နော်အဲလမ်းညွန်မှုလေးတွေပြတ်တမှုလေးတွေကိုယ့်ရဲ့ပေါ့နော်ဟိုသတင်းစကားကောင်းလေးတွေအဲပြီးတော့ဟိုလူချင်းဟိုလူသတင်းလူချင်းဆောင်ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့ ကောင်းမွန်တဲ့အရာတွေကိုပြန်လည်မျှဝေပြီးတာမျိုးအတယောက်နဲ့တယောက်ဂျိတ်ဆက်မိပြီးတော့ဗောနော်ဟိုကောင်းစင်းကြတာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအဆက်ဆက်ကောင်းလေးတွေရလာမျိုးဖြစ်ဖြစ်ကြုံလာရဖို့ရှိပါတယ်ဒါကတော့အဲကိုယ့်ရဲ့လူမွေးပိုင်းဗောနော်လူမွေးပိုင်းမှာလည်းအားသက်ချက်တွေများပြီးတော့မိကောင်းစီကောင်းတွေနဲ့တွေ့ရတတ်တာမျိုးလေးတွေအဆက်ဆက်ကောင်းရရှိတာမျိုးလေးတွေကြုံရတတ်ပါတယ်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အခြေအခြေနဲ့ပတ်သက်ရင်တော့အဆုံးရောက်နေဗျာအဲ့တော့ အဆင်ပြေတာလည်းအရင်ကြီးကိုအဆင်ပြေဆိုလည်းအရင်ကြီးအဆင်ပြေနေဒါပေမဲ့အဆင်မပြေဘူးဆိုရင်လည်းလုံးဝတစ်ယောက်နဲ့တစ်ယောက်မျက်နှာမကြည့်ချင်ရလောက်အောင် ဖြစ်နေတာမျိုးတွေကြုံရတတ်ပါတယ်အချိန်နဲ့ပတ်သက်ရင်တော့စိတ်ကံစားချက်ကတော်တော်ကြီးကို serious ဖြစ်နေရအစွန်းနှစ်ဖက်ကိုရောက်နေတတ်တယ်เนาะတခါလေကြရင်ကိုအစင်ပြေခြင်းပြင်းနေတာတာမျိုးအဲ့တော့အစင်မပြေခြင်းမဲနဲ့ကိုကိုတိုင်ကအဲ့လိုအရန်ကြီးပေါ့เนาะအဲ့လိုစိတ်ကံစားချက်တွေများပြီးတော့ဓာကြီးကိုပဲရက်တန့်နေတာမျိုးတွေဒါကိစ္စကြောင့်ပဲပေါ့เนาะသွားလဲဒီစိတ်လာလဲဒီစိတ်အဲ့လိုကိစ္စတွေအစင်မပြေဖြစ်နေတာမျိုးတွေကြောင့်စိတ်ပူလောင်နေရတာမျိုးကိုကိုတိုင်က လုံးဝလွတ်ချဖို့အတွက်အဆိုင်ပြင်းနေတာမျိုးတွေးတောနေတာမျိုးတွေကြုံနေရတတ်ပါတယ်ဒါကတော့အခြေပိုင်းဆိုင် မှာလောလောဆယ်အဲ့လိုမျိုးလေးတွေကြုံတွေ့မှုတွေတွေရင်ဆိုင်နေရတတ်ပါတယ်မနော်ကဲကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးမှာတော့ခြေထောက်တစ်ဖက်နာနေတတ်တာမျိုးလေးတွေအဆင်းမြင့်တဲ့ပတ်သက်တာမျိုးလေးတွေပြီးတော့ကိုယ်အနေနဲ့ပေါ့နော်အဲ့လိုထိခိုက်ဒဏ်ရာရတာမျိုးလေးတွေပေါ့နော်ချော်လဲတာမျိုးတို့အဲ့တော့ခြေချော်ကြတာမျိုးလေးတွေလိကားအတက်စင်သတိထားတာမျိုးလေးကြုံရတတ်ပါတယ်ဒါလေးတွေကတော့ကျမ်းမာရေးပိုင်းမှာတော့ပြည့်တက်ပြည့်တက်တဲ့သဘောတည်းတွေပေါ့နော်အဲ့တော့ပြည့်တက်ပြည့်တက်တဲ့အစိပ်ပိုင်းလေးတွေအခန်းကဏ္ဍလေးတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီအနေနဲ့ ဘောကကြိုတင်ပြီးတော့ပေါ့နော်တည်ထားတဲ့အတွက်ဂယူဆိုင်ပြီးပါအဲ့ဒါဆိုတော့စူးစူးဝါမျိုးကြီးကြီးမားမားမျိုးတော့မဖြစ်တော့ဘူးပေါ့နော်ကဲကန်စရာလေးပြောပြီးတဲ့နောက်မှာတော့ အញ្ញံနေကြည်ပြီးတော့ကောင်းမွန်တဲ့ကန်စတာရရှိဖို့တော့ဆိုတော့နီးစရာဖျားမှာတောက်ကြသားသမီးများအနေနဲ့ကန်စတာအကောင်းမွန်မှုတွေရရှိဖို့တော့ဆိုတော့ဟိုနီးစရာဖျားကိုယ့်ရဲ့အိမ်ဖျားမှာဖြစ်ဖြစ်နီးစရာဖျားဖျားမှာဖြစ်ဖြစ်ပေါ့နော်ရွှေတင်ငန်းလေးကပ်ပေးပေါ့နော်ကိုယ့်ရဲ့အိမ်ဖျားဆိုလဲအိမ်ဖျားရဲ့ဖျားဆင်းမှုတွေကိုရွှေတင်ငန်းလေးရွှေချပေးတာမျိုးဖြစ်ဖြစ်ကိုယ့်ရဲ့နီးစရာဖျားမှာဆိုလဲရွှေတင်ငန်းတော့ရောက်ကပ်ပေးတာမျိုးဖြစ်ဖြစ်နော်အဲ့တော့အဲ့ဒါလေးတွေပြုလုပ်ခြင်းဖြင့်ကိုယ့်ရဲ့ကန်စတာလေးကတည်တည်တသားနဲ့ကောင်းမွန်မှုတွေရရှိလာမှာဖြစ်ပါတယ် ကဲဒါကတော့နောက်ဆုံးပိတ်အိနဲ့လဲပေါ့နော် ကဲစနေသားသမီးတွေရဲ့ဒဘက်တာကန်ဆာလေးကိုကြည့်မယ်ပေါ့နော်လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့စနေသားသမီးများအနေနဲ့ကတော့ရွှေလုပ်ငန်းရေလုပ်ငန်းအဖျော်ရမကလုပ်ငန်းပြီးတော့စားတောက်ကုန်လုပ်ငန်းတွေလောက်ကိုင်းတဲ့လူတွေအနေနဲ့ကတော့လုပ်ငန်းလက်ရှိလုပ်ငန်းအပြင်အခြားသောလုပ်ငန်းတွေတိုးချဲ့ရတာမျိုးလုပ်ငန်းတစ်ခုကိုတစ်ချိန်တည်းမှာတပြိုင်တည်းပြုတ်လုံနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့လုပ်ငန်းကန်ကောင်းပြီးတော့လူပင်ပန်းဖြစ်နေမဲ့လူစိတ်ပင်ပန်းလူပင်ပန်းတော့နည်းနည်းဖြစ်မဲ့ကာလတစ်ခုကိုရောက်ရှိနေတတ်ပါတယ်ဒါကတော့လုပ်ငန်းကန်လေးဖြစ်ပါတယ်ကဒုတိယ ဒုတိယကကြတော့ငွေကြေးကံအဲ့တော့ငွေကြေးကံအနေနဲ့ကကြတော့လောလောဆယ်ကတော့ကိုကရကြရည်လည်းမရှိဘဲနဲ့ကုန်စရာကြီးများနေတတ်တာမျိုးငွေဝင်နေနေပြီးတော့ငွေထွက်တွေများနေတာမျိုးငွေသုံးစရာလေးတွေတစ်ခုပြီးတစ်ခုကိစ္စလေးတွေပေါ်နေတာမျိုးလေးတွေကြုံနေရတတ်ပါတယ်အဲ့တော့ငွေကြောင့်တော့စိတ်ဒုက္ခလေးတွေအနေငယ်ဖြစ်နေရတတ်ပါတယ်အဲ့တော့အစင်မပြေမှုလေးတွေကြားမှာတော့ကိုကိုယ်တိုင်ကငွေကြေးကိစ္စကြောင့်ကြိုးစားရည်တည်နေရတာမျိုးကြိုးစားရုန်းကန်နေရတာမျိုးလေးတွေလက်ရှိမှာအကျုံနေရတတ်တယ်နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့လူမွေးပိုင်း ကယ်လွန်ဝေးပိုင်းနဲ့ပတ်သက်ရင်တော့အတိုက်ခိုက်လေးတွေကတော့ကြီးကြီးမားမားမျိုးတော့မရှိဘူးဒါပေမဲ့တယောက်နဲ့တယောက်စကားများတာမျိုးအဆင်မပြေတာမျိုးလေးတွေတော့အနှဲငယ်ဖြစ်နေတဲ့အဲ့တော့အဆင်မပြေမှုလေးတွေကြားမှာကိုကိုတိုင်ကအာကို့အတွက်ပေါ့နော်ဟိုကိုနဲ့တဟဆတာဖြစ်မဲ့လူတွေနဲ့ပေါင်းတင်တာမျိုးဖြစ်ဖြစ်သူတဲ့အကြံဉာဏ်တွေကိုယူတာမျိုးဖြစ်ဖြစ်နှီးကောင်းလမ်းမယ်တွေကိုကိုကအသုံးချပြီးတော့အကြံဉာဏ်ကောင်းတွေကိုအကောင့်တွေပို့ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတိုးတက်အောင်အောင်မြင်လာအောင်ကြိုးစားတာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါကတော့လူမွေးပိုင်းလေးဖြစ်ပါတယ် cái okay, lưu ý bài video này nào mà đó, ở chi bài အဲ့တော့အခြေပိုင်းနဲ့ပတ်သက်ရင်တော့အခြေမှာတော့လောလောဆယ်ကအဲကိုနဲ့အန်ဝင်ဝင်ကြဖြစ်မဲ့လူတက်ဆိုင်ကိုနဲ့အပေါ်ယံတွေကြားမှာကိုကိုတိုင်ကဘယ်ဟာကိုအဓိကရွေးချယ်ရမလဲကိုနဲ့အစင်မပြေမှုလေးတွေကြားမှာကိုကညှိနှိုင်းနေရတာမျိုးအဲတကဒါတော့ကျစ်သူကြီးသားရှိတဲ့လူဆိုတော့ကရောက်ကဆလေးတွေများနေမယ်အဲ့တော့ကျစ်သူကြီးသားမရှိတဲ့လူတွေအနေနဲ့ကကြတော့လောလောဆယ်မှာတော့ကိုရဲ့လုပ်ငန်းကိစ္စတွေကိုရဲ့လူမှုရေးကိစ္စတွေမိသားစုကိစ္စတွေကြောင့်ပေါ့နော်အချိန်ကုန်နေတတ်တာမျိုးအချိန်မပေးဖြစ်တာမျိုးတွေဒီကြုံနေရတတ်ပါတယ်ဒါလေးကတော့လောလောဆယ် ဲ့အခြေအကံပေါ့နော်လောလောဆယ်ဆိုဒီတပတ်တာကင်ဆာတွေမှာစနစ်သားသမီးတွေရဲ့အခြေအကံတွေဖြစ်ပါတယ်။ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကျမကြီးအဲ့တော့ကျမကြီးနဲ့ပတ်သက်ရင်တော့လောလောဆယ်ကင်ဆာလေးကအဲဒီတပတ်တာကင်ဆာတွေမှာအစာတောင်းတဲ့ပစ္စတာမျိုးလေးတွေအစာမဆေးမဖြစ်တာမျိုးလေးတွေဇက်ကြောတက်တာမျိုးလေးတွေ အကျောအပေါ်အဓိကတော့အစိမ့်မြင့်ရောင်နာမျိုးလေးတွေအယိုးစင်တဲ့ပဇတာမျိုးလေးတွေလေးဘက်နာလိုယောဂမျိုးလေးတွေကအဖြစ်များပြီးတော့ခဏခဏဒီကိစ္စလေးတွေဒီကျမ်းမာရေးတွေကြောင့်ဝေကုံကြကြများစရာလေးတွေဖြစ်ပေါ်နေကြပါတယ်ဒါလေးကတော့ကင်ဆာလေးဖြစ်ပါတယ်အဲ့တော့ကင်ဆာလေးတွေအညံ့နေပြောက်ကင်းသွားဖို့အတွက်ကောင်းမွန်တဲ့ကင်ဆာလေးရရှိဖို့အတွက်ဆိုတော့နီးစရာဖျားမှာကိုယ်နေတဲ့ပေါ့နော် TVU ပေါ့နော် TVU ခုနှစ်လက်လေးလူတန်းပြီးတော့ကိုယ့်ရဲ့အညံ့ညီပြောက်ကင်းသွားဖို့အတွက်ဆူတောင်းပေးပါဒါကတော့စနေသားသမီးတွေရဲ့ပြောင်းလဲလာမယ့်ကင်ဆာကို ပြုတ်ပြင်လို့ရတဲ့ကန်စတာအញ្ញံလေးတွေရောပါသွားအောင်ပြုတ်လို့ရတဲ့ရေတရာလေးဖြစ်ပါတယ်အဲ့တော့နေသားနေသားအလိုက်ပေါ့နော်ပြုတ်လို့ရမယ့်ရေတရာလေးတွေဆောင်းရှောင်းလေးတွေပြောပြီးတဲ့နောက်မှာတော့အဲကိုယ့်ရဲ့ပေါ့နော်ဒီ လုပ်တဲ့လုပ်ငန်းလေးတွေကိုလည်းပို့ပြီးတော့ဖိဖိစီစီဖြစ်အောင်အဲကိုအနေနဲ့ဆရာနေပြောချင်တာကကြတော့ကိုကိုရဘာသာအရာပေါ့နော်အဲဖရားတရားလေးလုတ်ပေးအတေးချန်လေးဝင်ပေးကောင်းမှုကုသိုလ်လေးလုတ်ပေးတော့ငွေဝင်လာတဲ့ခါကျရင်ကိုကငွေဝင်လာတဲ့အဲဝင်လာတဲ့ငွေကိုကိုကအလူတန်းလေးပေါ့နော်ခွဲပြီးတော့ပေါ့နော်ဒါလေးကိုတော့လူတန်းဖို့ဒါကိုတော့ပြန်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့ဒါကိုတော့မိသားစုအတွက်ပါအဲ့လိုခွဲပြီးတော့လောက်ကန်ခြင်းပဲကိုရဲ့လုပ်ငန်းတွေလည်းပုံမူကောင်းပါကောင်းမွန်လာပါစေဆိုပြီးဆရာနေလည်းပြောချင်ပါတယ်ကဲဒီတစ်ပတ်မှာတော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကန်စ ရာတွေနဲ့အဲဆရာကဒီပြောင်းလဲလာမဲ့ကန်စာတွေကိုပြောပြနေတာမှဖြစ်တဲ့အတွက် like and share လုပ်ကြဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်